အနာတိကဒေတာဆောင်တွဲဟာဒီရက်တရပတ်အကုန်ဇူလိုင်လ15ရက်နဲ့16ရက်နေ့မှာလက်ထပ်တော့မှာဖြစ်ပြီးဤတိန်အပိုင်းအနာတိတ်ဒေတာမှာပထမဆုံးလက်ထပ်မှာဆောင်တွဲဖြစ်လာတော့မယ်လို့သိရပါတယ်။ဝင်ရိုးစွန်းဒေတာလန်ညွန်ဂျူလီဘီယန်နဲ့တွမ်စီဘတ် sorry တွမ်စီဘတ်စတာတို့ဟာရူတီယာသူတေသနာစခန်းမှာမင်္ဂလာပွဲကျင်းပမှာဖြစ်ပြီး light တီးဝိုင်းဖြော်ပြမှုနဲ့အတူမနက်စာရှမ်ပိန်ပွဲပြုလုပ်မှာဖြစ်တယ်လို့ဗီတိန်အနာတိတ်ဒေတာလေးလာရေးအဖွဲ့ BAS ကပြောပါတယ်။ မိုးလီဝတာနဲ့ရေချောင်းသိပ်ပံစခန်းကဧည့်သည်အယောက်20မိင်္ဂလာပွဲကိုတက်ရောက်မှာဖြစ်ပေမဲ့မိင်္ဂလာအချိန်ကတော့ရာသီဥတုအချိန်နေပေါ်မူတည်တယ်လို့သိရပါတယ်။နေ့တာတူတောင်းတဲ့အတွက်သူတည်သနာစခန်းမှာနေလင်းရောင်မြင်ရတဲ့အချိန်တိတ်နေပြီးလေတိုင်နှုံးခံမှန်းကြီးတနာရီမိုင်30ရှိတယ်လို့ BAS ကပြောပါတယ်။ဘေးရန်နဲ့စီဘတ်စတာတို့ဟာဒီစားတက်တန်း7နှစ်ရှိပြီးစစ်သက်ထားတာ3နှစ်ရှိပြီဖြစ်တယ်လို့ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ကျွန်မမျက်စုခိုင်ပါ။